မင်္ဂလာပါကျွန်တော်နေမင်းပါဒီကနေ့ S အတန်ကိုဖျောက်ပြီးတော့ပြောရတဲ့စကလုံး၅လုံးကိုကျွန်တော်ပြောပြမယ်ပထမတစ်လုံးကအာယောအာယောအာယော island 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 debris 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 နောက်ဆုံးနှလုံးကအမေရိကန်နိုင်ငံမှာရှိတဲ့ state နှစ်ခုရဲ့နာမည် Illinois Illinois Arkansas Arkansas ဟုတ်ပြီနော်ဒီစကားလုံးတွေကို s အတန်ကိုဖျောက်ပြီးတော့ပြောပါတယ် American သုံး English စကားလုံးအသုံးနှုန်းနဲ့ pronunciation အတန်အတွက်တွေကိုကျွန်တော်နဲ့အတူလေ့ကျင့်နေဆလို့ရှိရင်ကျွန်တော်ရဲ့ channel ကို follow လုပ်ထားလိုက်ပါ See you tomorrow.